ားလုံးပဲမင်္ဂလာပါရီဗျူလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ Facebook monetization ကိုကိုယ်တိုင်ရှောက်ချင်တဲ့မိတ်ဆွေတွေအတွက်ရှောက်ပုံရှောက်နည်းလေးကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့ Facebook monetization စပြီးတော့ရှောက်တော့မယ်ဆိုရင်ကိုယ့်ရဲ့အကောက်ကိုပေါ့နော် verify ဖြစ်ထားဖို့လိုတယ်ကျွန်တော်တို့ကိုယ်ရှောက်မဲ့ ID card ရှိတယ် ID card ထဲကအတိုင်းပေါ့နော် name change တာတို့အပတ်တိချင်းတာတို့ပေါ့နော် two step ခံတာတို့မှတ်ပုံတင်တာတို့ပေါ့နော်အဓာရီကို verify ဖြစ်မှာပဲအခုလိုမျိုး content monitoring set ပေါ်လာရင်ရှောက်ပေါ့နော် အဲဒါကရိုးရိုး Facebook ကနေတော့ Pay ပုံစံပြောင်းထားတာလေဒီတိုင်းပဲရှောက်ရမယ်ကျွန်တော်တို့ Facebook Pay မှာပေါ်လာလို့ပေါ့နော်အဲ Pay ဟော admin နေနဲ့ရှောက်မယ်ဆိုရင်ဒီနေ့တိုင်းပေါ့နော်ရှောက်ပုံရှောက်နေကတော့ဒီနေ့တိုင်းပဲကိုရှောက်မဲ့အကောက်ကိုတော့ blue map မဝယ်နိုင်တာတော့မှပဲပေါ့နော်အလုံးဝ confirm ဖြစ်ထားအောင်လုပ်ဖို့လိုတယ်အဲ confirm ဖြစ်ထားမှာကျွန်တော်တို့ရဲ့အကောက်တွေက error ကျရင်လည်းဖြည့်ရှင်းလို့ရတယ်အဲ log ကျရင်လည်း log ကျတဲ့တန်ကလည်းကင်းဝေးတာပေါ့နော်ကြာခရင်လည်းဒါ100%ပြန်ငွေရတာပေါ့နော် အဲဒါကြောင့်ကျွန်တော်တို့ရှောက်မဲ့အကောက်ပေါ့နော်အဖေဆိုပေးမှာဆိုတဲ့ဒီအကောက်ကိုအခုလိုမျိုး verify ဖြစ်အောင်လုပ်ထားပါအဲဒါကတော့ तू ကရိုးရိုး Facebook account ကနေပြီးတော့ပေးပုံစံပြောင်းထားတာပေါ့နော်ဒါလေးကစပစ်လာတဲ့အတွက်ကျွန်တော်ရှောက်ပြပေးဖို့ပေါ့နော်အဲသူ့မှာကတော့ star လေးပွင့်လာတယ်ဒါ तू နှိပ်ထားတာပေါ့ဒီလိုမျိုးလေးပေါ်နေတာပေါ့နော်အဖန်လေးကဒီလိုမျိုးပေါ်နေတာအဲဒီလိုမျိုးပေါ်နေတာကတော့ပြဿနာမရှိပေါ့နော်အဓိကကတော့ကျွန်တော်တို့ Facebook ပေးမှာသွားချိန်မဲ့ပေးရအောင်ပါဆိုတဲ့ဒီနေ့တိုင်းလုပ်ရမယ် အယူယူအကောက်တွေကအခုဒီမှာစက်တက်တွေပေါ်နေတယ်ဆိုတော့ဒီနေ့တိုင်းလုပ်ရမယ်ပေါ့နော်။ Okay ဒါဆိုရင်နံပါတ်1ကကျွန်တော်ပြောခဲ့သလိုပဲကိုယ့်ရဲ့အကောက်ကိုဒါကျွန်တော်တို့အခုလိုမျိုးပေါ့နော်။ Fair Dividend ဖြစ်ထားဖို့လိုတယ်။ဒါကတော့အရေးကြီးဆုံးပေါ့နော်။အဲတကယ်လို့ကျွန်တော်တို့ကငွေတွေဝင်နေတယ်။ငွေတွေဝင်နေပြီးတော့ချိတ်ထားတဲ့အကောက်ကအဲဒါကျပြီးတော့ဆယ်မြရတော့တာလို့အကောက်ပြတ်သွားတာလို့အကောက်ဆုံးရှုံးသွားတာဆိုရင်အာလုံးသွားပြီပေါ့နော်ပေးမှလည်းသွားပြီကိုရက်ကောက်လည်းသွားပြီဆုံရှုံသွားပြီပေါ့နော်အဲဒီလိုမျိုးမဖြစ်အောင်အခုလိုမျိုးကိုရက်ကောက်လေးကို verify ဖြစ်အောင်လုပ်ထားပါ အဲဒါနံပါတ်1နိုင်ချိန်မဲ့ပတ်တီချိန်မဲ့2စတက်ခံမဲ့မှတ်ပုံတင်မဲ့ဒါဆိုရင်တော့ဒီအဆင့်ကိုရောက်သွားတာပေါ့နော်အဲဒီအဆင့်ရောက်သွားမှပဲဒါကိုယ့်ရဲ့အကောက်မှာပဲဖြစ်ဖြစ်ပေါ့နော်ပြေမှာသွားချိန်ချင်တာပဲဖြစ်ဖြစ်ဒီနေ့တိုင်းပဲပေါ့နော်အကိုယ့်ရဲ့အကောက်က verify ဖြစ်သွားပြီဆိုမှပဲဒါ settery ပေါ်လာရင် monetization လျှောက်ပါအဲဒီတိုင်းရန်တမ်းပြီးတော့ပေါ့နော်ကိုယ့်ရဲ့အကောက်က password ကဘာမှမသိဘာမှဘာသူဘာမှမသိပဲရန်တမ်းပြီးတော့မလုပ်ပါနဲ့တချို့အကောက်တွေဆိုမြန်မာနာမည်ကြီးနဲ့လုံးဝမရပါဘူးတကယ်လို့ verify ပြန်တောင်းတဲ့ချိန်တိုင်းလုံးဝ disable ကျသွားတာပေါ့နော်ဒါကြောင့်နံပါတ်1နေနဲ့ အဆက်တည်းပေါ်လာပြီဆိုရင်မိတ်ဆွေကကိုယ့်ရဲ့အကောက်ကိုလုံးဝကွန်ဖန်းဖြစ်အောင်လုပ်ထားပါဘောနော်။ Okay ဒါဆိုရင်ဒီအကောက်ကတော့ဒါကွန်ဖန်းဖြစ်သွားပြီဘောနော်။ဟာဖြစ်သွားတာဖြစ်ရတဲ့ဒါကျွန်တော် monetization ကိုစပြီးတော့ရှောက်မယ်ဘောနော်။ Okay ဒါဆိုရင် monetization ရှောက်မယ်ဆိုရင်လည်းအရှိကစတားလေးကိုသူလုပ်ထားတာရှိတယ်ဘောနော်။ဒါလေးကိုကျွန်တော်အရင်ပြင်လိုက်မယ်ဘောနော်။ဒါလေးပြင်လိုက်တာနဲ့အောက်ကဒီမှာ content morning set က one clip ပဲနှိမ့်လိုက်တာနဲ့ပြီးပြီဘောနော်။အဲဒါဆိုရင်ကျွန်တော်ကဒီ morning set ကိုအရင်မလုပ်ဘူး။အဲစတားကိုကျွန်တော်အရင်ပြင်လိုက်မယ်။ အပြင်ပြီးတော့ morning set ကိုချိတ်ပြမယ်ပေါ့နော် one click နဲ့ပြီးတယ်ဗျာအဲကျွန်တော်လုတ်ပြမယ်နော် okay ဒါဆိုရင်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်အပေါ်ကဘန်လေးကနေနေတယ်နော်ဒီဘန်ဒီလေးကိုကျွန်တော်အရင်ဖြည့်ရှင်းနိုင်မယ်အဲဒါဆိုရင် continue ကိုတစ်ချက်နှိပ်လိုက်အဒီတိုင်းလေးပေါ့နော်ဒါဆိုရင်ဒီနေရာမှာအဲသူ့ရဲ့နာမည်ထည့်မယ်ဘတ်ဒေးထည့်မယ် country ထည့်မယ်ပေါ့နော်အဒီနေရာကဒါအမှန်ကန်ထည့်နော်အဒီနေရာကလွဲလို့မရဘူးနော်အဲဒါကျွန်တော်တို့ tag id ချိတ်မယ်ထဲကနာမည်အတိုင်းထည့်မယ်နော် အနမေက၃လုံးရှိတယ်ဆိုရင်၃အပေါ်နှလုံးအောက်ကတစ်လုံးထဲထားတယ်၃လုံးပေါ့နော်။အဲဒီနေရာမှာအပေါ်ကဒါနှလုံးနှမဆိုရင်နှစ်ခုလေ၃လုံးဖြစ်တဲ့အတွက်ကျွန်တော်ကဒီမျိုးခွဲထားတယ်ပေါ့နော်။အဲဒီမှာဘတ်ဒေးထဲမယ်အဲဒီမှာနာမည်ထဲမယ်ဒီဟာက country နော်။အဲ country ကကျွန်တော်ကထိုင်းကအခွန်ဆောင်မှာဖြစ်တဲ့အတွက်ပေါ့နော်။အဲဒါကျွန်တော်တိုင်ဖို့ကခတ်အဲထိုင်းဘဏ်ကနဲ့ချိန်ထိုင်းဘဏ်ကနဲ့ချိန်မယ်ထိုင်း ID ကနဲ့ချိန်မှာဖြစ်တဲ့အတွက်အဲဒီအောက်ကထိုင်းပေါ့နော်။ကျွန်တော်ရဲ့မိတ်ဆွေကတော့ကိုနေတဲ့ country ပေါ့နော်မြန်မာတော့လုံးဝမရဘူးနော်။ โอเคဒါဆိုရင်ဒီနေရာကန်ထီထည့်မယ်ဒီထဲနာမည်ထည့်မယ်ပြီးတော့ရင်အောက်က name ဆိုတာကိုအချက်နှိပ်မယ်အဒီနေရာမှာလုံးဝမမားစေနဲ့နော်အဒီတော့လေးမားတာကရတယ်ဒီနေရာအထိလိုက်ပြင်လို့ရသေးတယ်ဗောနော်အဲ့ဒါဆိုရင်ကန်ထီက timeline ဖြစ်နေတယ်အဒီနေရာမှာ business နဲ့လုံးဝမသွားနဲ့နော်အဒီတိုင်းသွားမယ်အဒီတိုင်းနေပြီးဒီအပေါ်ဆုံးကြောင်းလေးကိုတစ်ချက်နှိပ်မယ်အပေါ်ဆုံးမှာပဲထားနော်โอเคဒီနေရာမှာလုံးဝမမားနဲ့နော်အဲကျွန်တော်ထားသလိုမျိုးဒီတိုင်းလေးထားမယ်နော်ဒီအပေါ်ကြောင်းမှာဒီလိုထားမယ်ဒါဒုတိယကြောင်းမှာဒီလိုထားမယ်နော်အဲထားပြီးတော့အောက်က name ဆိုတာကိုအချက်နှိပ်မယ်အဒီနေရာမှာမားစေနဲ့နော် အဲဒီတိုင်းလေးတော့မယ်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့မစ္စကနာမည်လေးကိုဒီနေရာမှာအဲသူက၃ကြောင်းထပ်ပေါ်လာအရှိမကနှစ်ကြောင်းပဲပေါ်လာတာပေါ့နော်။ဒီနေရာမှာ၃ကြောင်းပေါ်လာတာဖြစ်တဲ့အတွက်အဲမစ္စကနာမည်ကိုချိန်ကျင်နေဆိုရင်လည်းချိန်လို့ရတယ်။အဲဒါဆိုရင်ဒီနေရာကနေပြီးတော့မျိုးလေးကိုကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်။အမျိုးလေးကိုအလဲပို့လိုက်မယ်ပေါ့နော်။ဒီအလဲလေးကိုပို့လိုက်မယ်။၃လုံးဖြစ်နေတဲ့အတွက်ပေါ့နော်။ MYO မျိုးပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ကဒီမှာမျိုးကိုဒီမှာထားလိုက်မယ်။အဲဒါဆိုရင်ဒီတိုင်းလေးထားမယ်။ဒီအောက်ကဒါကျွန်တော်ရဲ့မစ္စကဒီနေရာမှာအမှတ်ကန်ဖြစ်ရတော့မယ်နော်။ အဒီမှာကနာမည်အဲသုံးလုံးဖြစ်တဲ့သုံးခုခွဲလိုက်တယ်ဒီမှာကဘတ်ဒီအဒီမှာကတော့ဒါကျွန်တော်တို့အဲလိပ်စာတွေထည့်ရမယ်နော်အဒီပေါ်ကနေရက်လိပ်စာတရားကကျွန်တော်ရဲ့ CD အဒီမှာကပို့စတယ်ကုတ်အဒီမှာစဒီမှာဖုန်းနံပါတ် Gmail ပေါ့နော်အဒါလေးတွေကိုထည့်ရမယ် Okay ဒီနေရာမှာဒါလုံးဝအမှန်ကန်ထည့်ရမယ်နော်အဒီနေရာမှာလုံးဝလွယ်လို့မရအောင်နော်ဒီနေရာကဒါအဲ့ကျွန်တော်တို့တိုက်ရင် info တက်သွားတော့မှာเนาะပြန်ပြင်မရဘူးเนาะဒီနေရာကမှားသွားရင်အဲပြန်ပြင်မရတော့ဘူးအဲ့ဒီနေရာမှာအသေးသေးချာချာထည့်မယ် အနမဲကသုံးလုံးဖြစ်တဲ့အတွက်အပေါ်မှာတစ်လုံးအလဲမှာတစ်လုံးအဒီမှာတစ်လုံးမတကယ်လို့နှလုံးသမားဆိုရင်တော့ဒီပေါ်မှာတစ်လုံးအဒီနေရာမှာတစ်လုံးဒီအလဲကထည့်ရမလို့ဘောနော်အတာကတော့ဘတ်ဒီအတာကတော့ကျွန်တော်ဒီအကြောင်းလေးကတော့ဒါကျွန်တော်နေတဲ့အိမ်ခန့်နံပါတ်ဒီပေါ့နော်အတာကတော့လက်ရှိနေတဲ့ CD ပေါ့နော် CD ဆိုတာအမျိုးရဲ့ရွာဆိုတဲ့ရွာပေါ့မြို့နယ်ဆိုတဲ့မြို့နယ်ပေါ့နော်အတာဖန်ကောက်ကတော့မြို့ကြီးပေါ့နော်အတာဆိုရင် postal code ပေါ့နော်စာတိုင်းနံပါတ်ပေါ့နော်ထည့်မယ် ဒါကဖုန်းနံပါတ်ထည့်မယ်ဒါကတော့ဂျီမိန်ထည့်မယ်ဒီရောက်ကတက် ID ပေါ့နော်အဲတက် ID နံပါတ်ကအဲဒီတိုင်းထည့်မယ်ပေါ့နော်အဲတက် ID နံပါတ်က73လုံးရှိတယ်နော်အဲဒီနေရာမှာတက် ID နံပါတ်ထည့်တဲ့နေရာကဗီဇာထဲကနံပါတ်တွေမထည့်ပါနဲ့အဲဒီလိုမျိုး73လုံးရှိတယ်ပေါ့နော်အတုံညာနဲ့စားတဲ့အားတွေကိုထည့်ပါโอเคဒါဆိုရင်ဒီနေရာထည့်မယ်ဒီနေရာကတော့ထည့်စရာမလိုဘူးပေါ့နော်โอเคဒါဆိုရင်သဘောပေါက်မယ်နော် အထက်ပြီးတော့ဒီရောက်ကအကွက်ကလေးမှာကျွန်တော်တို့အမှန်လေးဒီလိုမျိုးလေးချစ်ပေးလိုက်မယ်နော်အချစ်ပေးလိုက်မှနေဆိုတာပေါ်လာမှာပေါ့နော်အဒါကပြန်ပြင်မရအောင်နော်အသေးချပြန်ကြည့်ပါဒီမှာနာမည်တွေကိုအသေးချစစ်မယ်အဘတ်ဒီတွေစစ်မယ်နေရာလေးစာတွေကပြဿနာမရှိဘူးပြန်ချိန်လို့ရတယ်အဘတ်ဒီတွေဘတ်ဒီလည်းချိန်လို့ရတယ်နေချိန်မရဘူးဖုန်းနံပါတ်အီးမေးလ်နေချိန်လို့ရတယ်မှားခဲ့ရင်ချိန်လို့ရတာပေါ့နော်ဒီတိုက် ID ကတော့လုံးဝတရားချိန်မရဘူးနော်အမှန်ကန်ထည့်မယ်နော်โอเคဒါဆိုရင်အားလုံးပြီးပြီအသေးချစစ်လိုက်အမှန်ကန်သွားပြီဆိုရင်အောက်က next ကိုတစ်ချက်နှိပ်မယ် အဲခဏလေးစောက်ပြလိုက်โอเคဒါဆိုရင်ကျွန်တော်ရဲမရှိကဒီလိုမျိုးပေါ်လာမယ်အဒီနေရာမှာဒါကျွန်တော်တို့ဘန်ချိတ်မယ်ပေါ့နော်โอเคဒါဆိုရင်ဘန်ကကြိုက်တဲ့နေရာကချိတ်လို့ရတယ်နော်အမိတ်ဆွေကြိုက်တဲ့ကြောင်ကိုချိမိတ်ဆွေမှာကိုယ်မှာရှိတာချိတ်ပေါ့နော်အဲကျွန်တော်ကတော့ထိုင်းဘန်ရှိတာဖြစ်တဲ့အတွက်ဘန်ဒီဒီပေါ်နဲ့ပဲချိတ်မယ်ပေါ့နော်ဒီအောက်ကလည်းချိတ်လို့ရတယ်ဒီပေါ်ကလည်းချိတ်တယ်မိတ်ဆွေအဆင်ပြေတာနဲ့ချိတ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကအပေါ်ကြောင်နဲ့ချိတ်မယ်အပေါ်ကိုချက်နှိပ်မယ်အနှိပ်ပြီးရင်ဒါကျွန်တော်တို့ဘန်ထည့်မယ်အချက်လက်လေးတွေပေါ့နော်အဲပေါ်လာမယ်အဲဒီမှာအဲဒါဆိုရင်ကျွန်တော်နာမည်ကမှာအော်တိုကပါထားပြီးသားပဲနော် အဒီမှာနာမည်ပါပြီးသားအကျွန်တော်တို့စွီကုတ်ထဲမယ်အဒီမှာကပန်ထဲမယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်ဖြည့်လိုက်မယ်โอเคဒီနေရာလေးမှာတည်တည်ချာချာထဲမယ်နော်အဲဒါကြောင့်အရှိမအတိုက်အဒီဖြည့်တဲ့လူရဲ Facebook အကောင့်နေရဲဘန်နေရဲတူမရရဲဆိုတာကျွန်တော်ပြောချင်တာဒီနေရာမှာပေါ့နော်အကျွန်တော်တို့ဒီလိုမျိုးလာလိုက်ရင်ဒီမှာကြည့်လိုက်နာမည်ကလုံးဝပြင်ကွင်းမရှိဘူးနော်ဘန်နဲ့ချိန်မယ်ဆိုရင်ပြင်ကွင်းမရှိဘူးခုနကဒုတိယအကြောင်းသုံးကြောင်းပေါ်ခဲ့တဲ့ဒုတိယအကြောင်းနဲ့ချိန်မယ်ဆိုရင်ပြင်ရတယ် ဒါကြောင့်အဲကျွန်တော်တို့ security ဖြစ်တာကတော့အပေါ်သွင်းကြောင်းဘန်ပေါ့နော်အဘန်နဲ့ချိန်မယ်ဒါဆိုရင် तू ကပြင်မရဘူးအရှိက Facebook account name တိုင်းလာတာပေါ့နော်ဒီနေရာက name ကိုနှိပ်လို့လည်းမရဘူးပြင်လို့လည်းမရဘူးနော်အဲဒါကြောင့်အတချို့ဘန်တွေမှာငွေမဝင်တာတွေငွေဝင်နောက်ကျတဲ့ဓာတ်တွေဖြစ်တယ်ဆိုတာအလေကြောင်းနဲ့တွိုင်းတော့အဲ့ဒါလေးနည်းနည်းရှိတယ်ပေါ့နော်အဲဒါကြောင့်အပေါ်သွင်းကြောင်းနဲ့ရွေးမယ်ရွေးရင်ဒီနေရာက name ကလုံးဝပြင်လို့မရဘူးနော်ထည့်ထားတဲ့အတိုင်းပဲအဲဒါဆိုရင်ဒီမှာက sweet code ထည့်မယ်အဲဒါကတော့ဘန်ရဲ့နံပါတ်10လုံးပေါ့နော်အဲဒီနေရာမှာထည့်မယ်နော် အဲဒါဆိုရင်ကျွန်တော်တို့ရပြီရပြီဆိုရင်ဒီအောက်ကအပြာလေးပေါ့နော်ကျွန်တော်ကလေချောင်းနည်းနည်းနာနေတယ်ဗျโอเคဒါဆိုရင်အဲ तू ကဒီလိုမျိုးသွားပြီဒါဆိုရင်အဲကျွန်တော်တို့အအခွန်ကိစ္စအတွက်ပေါ့နော်ချိတ်ဆက်မှု account ခုလုပ်ရတာမဒါဆိုရင်ဒီ account နဲ့ကျွန်တော်ချိတ်မှာပေါ့နော်အဲဒါဆိုရင်ကျွန်တော်ဒီအောက်ကတက် info ကိုအပြာလေးကိုတစ်ချက်နှိပ်မယ်အဲဒါဆိုရင် Facebook account နဲ့ချိတ်ဆက်ပေးရမှာပေါ့နော်အဲဒါဆိုရင် အဲ့ဒီ Facebook အကောက်ကိုဒီနေရာမှာကျွန်တော်ရဲ့ message ကလောင်းရင်ဝင်ပေးလိုက်နော်အခုရှောင်းနေတဲ့အကောက်နော်အဲဒီနေရာကမမနဲ့တချို့ဒီနေရာမှာအတခြား Facebook အကောက်ချိတ်ဆိုတာတခြား Facebook အကောက်ကြီးလာချိတ်ရတယ်မရဘူးနော်အခု Facebook monetization ရှောင်းမယ်အကောက်နော် Facebook Pay မှာရှောင်းတယ်ဆိုရင်လည်း Pay အကောက်နော်တခြား Facebook အကောက်မရဘူးနော်အတချို့ဒီနေရာမှာတွေ့တဲ့ Facebook အကောက်တွေနဲ့လိုက်ထည့်လိုက်ရင်တိုင်ပတ်သွားမယ်နော်ဒါ monetization ရှောင်းနေတဲ့အကောက်ကိုထည့်ရမှာနော် okay ဒါဆိုရင်ကျွန်တော်အကောက်ထည့်လိုက်ပြီเนาะ monetization ရှောက်နေတဲ့အကောက်เนาะတခြား Facebook ကောတွေတွေ့တဲ့အကောက်တွေထည့်လို့မရဘူးเนาะ အဲ့အရင်ရေးကြီးဆုံးမယ်နော်ဒီနေရာကโอเคဒါဆိုရင်ကျွန်တော် log in ကိုတစ်ချက်ဝင်မယ်အဲ့ဒီအကောက်ကဒီနေရာမှာဝင်အောင်လုပ်ပြရတာဘာမှနေစာမလို့ခဏဆော့ပြီးလဲသူကနည်းနည်းလှုပ်တာအဲနည်းနည်းလှုပ်တာဒီနောက်ကြရပါနော်โอเคဒါဆိုရင်ကျွန်တော်ကဒီမှာဒါလေးပေါ်လာတယ်ပေါ်လာဆိုရင် yes နေပြီးလိုက်မယ်အဲ့ကျွန်တော်ရဲ့ဖုန်းထဲမှာပဲရှိနေတာဖြစ်တဲ့တော့ပေါ့နော်အဲခဏလေးဆော့ပြီးလိုက်အဲသူကနေလှုပ်တင်လှုပ်သွားလိုက်မယ်ဘာမှလှုပ်စရာမလိုဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီအကောက်ကသေးကြလားဒါမော်ဒယ်သင်းရှောက်တဲ့အကောက်ပဲနော်အဲ့ဒါဆိုရင်ကျွန်တော်တို့စိတ်ကိုတစ်ချက်နေမယ်အဲ့ဒီနေရာမှာအကောက်တွေတချို့ဆိုရင်တွေ့တဲ့အကောက်တွေလက်ချေလို့မရဘူးနော် အဒီအကောင့်နဲ့ဒီလိုမျိုးချိတ်ဆက်မယ်ဒါဆိုရင်သိကြလားအဲ့မှာ तू ကနာမည်လေးခင်လို့ပေါ်နေတယ်ပေါ့နော်โอเคသိကြလားဆိုရင်အဲ့ဒီနေရာလေးကိုအချက်နှိမ့်လိုက်မယ်အခဏလေးဆောက်ဘာမှလည်းမနှိမ့်နဲ့နော်ဟိုနှိမ့်ဒီနှိမ့်မနှိမ့်နဲ့ तू ကဒီနေရာမှာလှုပ်တင်လှုပ်တာနည်းနည်းကြာတယ်အဲဒီလိုမျိုးလေးထပ်ပေါ်လာတာပေါ့နော်အဲ့ဒါလေးကဒီလိုမျိုးလေးပေါ်လာမယ်အပေါ်လာမယ်ဆိုရင်နည်းနည်းလေးဆွဲတင်လိုက်အဲ့ဒီနေရာမှာကျွန်တော်ရေးမချက်က no ဆိုတာလေးကိုအချက်နှိမ့်လိုက်အဲ့ဒီမှာလည်း no ဆိုတာလေးအချက်နှိမ့်ဒီတိုင်းလေးပေါ့နော်အဲ့ကျွန်တော်နှိမ့်ဒီလိုမျိုးလေးပဲအဲ line နှိမ့်လာမယ်အဲ့ဒီ line လေးပေါ့နော်โอเคပြီးသွားရင် next ကိုတစ်ချက်နှိမ့်မယ် โอเคဒီနေရာမှာဒီမှာနာမည်ကလုံးဝပြင်မရတော့ဘူးเนาะဟာဒါကြောင့်တစ်ခါပဲကျွန်တော်ပြောတာတချို့ကြတော့တိုက် ID name တွေချိန်ရတယ်လို့အဲ ID တွေပေါ့เนาะဟာချိန်ရတယ်လို့ပေးရောက်ကိုချိန်လို့ရတယ်ဆိုတာအလကားပါလုံးဝချိန်နေပြတစ်ခါတည်းကိုသူက auto မှေ့သွားပြီပေါ့เนาะဒါကြောင့်တိုက်ဖို့ဖြေတာနေရာမှာအရင်ရေးကြည့်တဲ့နာမည်ပေါ့เนาะဒါကြောင့်ကျွန်တော်တို့အခုနောက်ပိုင်း verify နေပြန်တောင်းနေဆိုတာနာမည်ပေါ့เนาะနာမည်လွဲနေတာလေးတွေကစားမရပါဘူးပေါ့เนาะအဲဘတ်တွေလွဲနေတာတွေမရောက်ဒီမှာကြည့်ဒါဆိုရင်လုံးဝပြင်လို့မရဘူး name ကလည်းမှေ့သွားပြီ အဲကျွန်တော်တို့တက် ID ဖြည့်ထားတဲ့ဟာလေလုံးဝမှေ့သွားပြီလုံးဝပြင်ပြရတော့ဒါနောက်ဆုံးဆင့်ရောက်သွားပြီပေါ့နော်။ Okay ဒါဆိုရင်ဒီနေရာလေးမှာကျွန်တော်ရဲ့မစ်စစ်ကအဲကျွန်တော်တို့ country လေးပေါ့နော်ရွေးပေးရမယ်။အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အဲကျွန်တော်တို့ကထိုင်းကလုံနေတာဖြစ်တဲ့ထိုင်းပေါ့နော်။ဒါမိတ်ဆွေကတော့ကိုလုံနေတဲ့နေရာပေါ့နော်။ Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်ထိုင်းကိုရှာမယ်။ကျွန်တော်လေချောင်းနဲ့နဲ့နာနေတယ်ဗျာ။ကျမရေးတိတ်မကောင်းဘူးလေချောင်းနဲ့နဲ့နာနေတယ်။ လွယ်လွယ်လေးပါပဲ Facebook ပြီးကကျွန်တော်ဖုန်းကလည်းမနေဆွဲတင်နေတာထိုင်းပြည်နာရောက်ခုယူအဲဒီမှာနော်အဲဒီနေရာမှာထိုင်းဆိုတာလေးကိုနှိပ်ပေးလိုက်အဲဒီမှာထိုင်းဆိုတာကိုနှိပ်အဲဒီမှာကဒါတွေပြင်မရတော့ဘူးနော်โอเคဒါဆိုရင်ကျွန်တော်တို့ကသိချပြီလားအဒီညာလေးကိုတချို့ကျတော့ဒီညာကိုဒီလိုမျိုးအမှန်ချစ်ထားတယ်လုံးဝမချစ်နဲ့နော်ဒီညာကချစ်မရဘူးချစ်လိုက်ရင်ထပ်ပြီးတော့ဖြေနေရတယ်နော်အဲဒါကြောင့်အဒီချစ်လေးကိုမချစ်နဲ့ဒီတိုင်းလေးပဲထားပါနော်အဒီညာမှာဒီထိုင်းလန်းလေးတစ်ခုပဲတချို့ကျတော့ဒါကအော်တိုပေါ်နေရင်အရှိကြီးလိုက်ဖြေနေရတယ်နော် တကယ်လို့ဒီနေရာလေးမှာအော်တိုပေါ်နေတယ်ဆိုရင်လည်းချုပ်လိုက်ပေါ့နော်အဲဖြုတ်ပြီးသွားလို့ရတယ်ထပ်မဖြည့်ထီတော့ပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကဒီမှာဖြုတ်ထားတယ်ဖြုတ်ထားတော့ဒီထိုင်းလေးတစ်ခုပဲယူပေးစရာရှိတာပေါ့နော်โอเคဒါဆိုရင်အောက်ကနှိပ်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်အဲဒါဆိုရင်ဒီတိုင်းလေးပေါ်လာဒါဆိုရင်အကုန်လုံးမေးသွားပြီနော်လုံးဝပြင်လို့မရတော့ဘူးနော်โอเคဒါဆိုရင်ကျွန်တော်တို့ကမှန်ကန်မှုရှိတာဖြစ်တဲ့တော့အောက်ကဒီအောက်ကနှိပ်ဆိုတာလေးကိုတစ်ချက်နှိပ်ဒါလေးတစ်ချက်ကြည့်တယ်ပေါ့နော်အကုန်လုံးကမှန်ကန်မှုရှိနေတယ်ပြင်စရာလည်းမရတော့ဘူးပြင်လို့လည်းမရတော့ဘူးเนาะဒါဆိုရင်အောက်ကနှိပ်ဆိုတာကိုတစ်ချက်နှိပ်မယ် ဒီတိုင်းလေးပေါ်လာမယ်ဒါဆိုရင်ဒီအပြာလေးပဲပေါ့နော်အနှိမ့်ဆိုတာလေးကိုတစ်ချက်နှိမ့်โอเคဒီနေရာမှာဒါကျွန်တော်တို့အနည်းဆုံးကိုပဲရွေးလိုက်ပေါ့နော်အပေါ်ကအစည်းတို့ကိုပဲရွေးလိုက်အစည်းတို့ပါဆိုရင်ရွေးပြီးတော့ဒါဆိုရင် next ကိုတစ်ချက်နှိမ့်မယ်အဲဒါဆိုရင်ကျွန်တော်နည်းနည်းလေးဆွဲတင်လိုက်အနည်းနည်းဆွဲတင်လိုက်ပြီးတော့ဒီဒီနေရာမှာလက်မှတ်ထိုးရင်အဲဒီကတ်သေးကလူရဲ့နာမည်အတိုင်းပေါ့နော်ဆက်လုံးအကြီးနဲ့ရိုက်ပေးရမယ်နော်အဲကျွန်တော်ရဲ့ပွင့်ရဲ့နီးကိုထပ်ထည့်ပြမယ် โอเคဒီနေရာမှာအရေးကြီးတယ်เนาะတချို့ကြတော့ဒီနေရာမှာလက်မထိုးတဲ့နေရာပေါ့เนาะအဲနောက်ဆုံးနေ့ရောက်ရောက်နေပြီးတော့အဲကျွန်တော်တို့တွေကအရှိကိုထပ်မတော်ဘူးထပ်မတော်ဘူးဆိုတာဒီနေရာမှာတိုင်ပတ်နေတာပေါ့เนาะအဲဒါကြောင့်ဒီတက်ရင်ဖို့တဲ့ကနေကိုအဲဆက်လုံးအကြီးကြီးပဲပေါ့เนาะအဲဒီလိုမျိုးကျွန်တော်ရေးသလိုမျိုးအဲ၃လုံးဖြစ်တဲ့တဲ့၃လုံးခွဲမယ်ဆက်လုံးအကြီးကြီးပဲရေးရမယ်เนาะအသေးလေးအကြီးကြီးမရဘူးเนาะဆက်လုံးအကြီးကြီးပဲเนาะအဲသဘောပေါက်မယ်နော်ဒီနေရာလေးမှန်ချင်မယ်โอเคဒါဆိုရင်အဲကျွန်တော်တို့ကရပြီရပြီဆိုရင်ဒီအောက်ကနေစွာလေးကိုတစ်ချက်နှိမ့်မယ် အဲခဏလေးဆောက်ဘာမှလုပ်ဆရာမလုပ်ဘူးလွယ်လွယ်လေးပဲနော်အဲဒါဆိုရင်ကျွန်တော်တို့ဒီပေါင်လေးရပြီပေါ့နော်အဲဒီပေါင်လေးရပြီဆိုရင်ရပြီရပြီဆိုရင်ကျွန်တော်နည်းနည်းဆွတ်တင်လိုက်ပေါ့နော်အကုန်လုံးဆွတ်တင်လိုက်အဲဆွတ်တင်လိုက်ပြီးရင်အောက်ကအပြာလေးပေါ့နော်ဆမစ်ပေါင်အပြာလေးပေါ့နော်အပြာရောင်လေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အဲခဏလေးဆောက်အဲသူကဒီနေရာမှာလှုပ်တင်လေးလှုပ်တာချို့နည်းနည်းကြာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့တက် ID စာရွက်ရပြီပေါ့နော်ရပြီဆိုရင်နည်းနည်းဆွတ်တင်ဒါလေးကတော့သူကအော်တိုချစ်နေတာပဲရပြီအဲရပြီဆိုရင်ကျွန်တော်ဒီရောက်ကဒန်းဆိုတာလေးကိုတစ်ချက်နှိပ် အဲခဏလေးစောက်လိုက်ဒါဆိုရင်ရပြီပေါ့နော်အဲ့ဒီလောက်ကိုလွယ်တယ်အဲကျွန်တော်ပြောတာကတော့မှန်မှန်ကန်ကန်လေးတွေရှိဖို့ပဲလိုတာပေါ့နော်မှန်ကန်ဆိုရင်ဒါဆိုရင်လုံးဝမော်ဒယ်လေးက okay သွားပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော်ကစတားကိုပြင်လို့ပြီးသွားပြီပေါ့နော် okay ဒါဆိုရင်ဒီနေရာမှာအခုနောက်ကလို့ဘန်အနီလေးကပျောက်သွားပြီပေါ့နော် okay ပျောက်သွားပြီဆိုရင်ဒါကျွန်တော်ရဲ့မိတ်ဆွေကအောက်ကဆက်တက်ကိုရှောက်လို့ရပြီဒါဆိုရင်ကျွန်တော်ပိတ်ရောက်ထဲကိုတစ်ချက်သွားကြည့်မယ် Facebook ရဲ့ setting ကိုသွားမယ် ဲသွားပြီးတော့ဒီမှာပေးရောက်ရှိတယ်ပေးရောက်ကိုတစ်ချက်နှိပ်ကြည့်မယ်ပေးရောက်က OK လားပေါ့နော် OK လားဆိုရင် तू ကဒီလိုမျိုးပြသွားပြီအဲဒါမျိုးဆိုရင် तू ကဒီမှာ16ရက်နေ့အထိခဏစောက်ပေါ့နော်အစ6ရက်မကြာပါဘူးဒီ6ရက်မတိုင်ခင်ကဒီအဝါလေးကပျောက်သွားမှာဒီအဝါပေါ်နေတာကဘာမှပြဿနာမရှိဘူးအခုမှစပြီးတော့ရှောက်တာဖြစ်တဲ့ဒီလိုမျိုးပေါ်နေတာပေါ့နော်โอเคဒါဆိုရင်ဒီ setting လေးကိုတစ်ချက်နှိပ်ကြည့်လိုက်โอเคဒီမှာဒါဆိုရင်အလုံးက okay သွားပြီပေါ့နော် verify ဖြစ်သွားပြီ ban လည်းချိန်ပြီးသွားပြီအဲဒီအောက်မှာအားလုံးက info တွေကလည်းလုံးဝမှန်ကန်သွားပြီပေါ့နာမည်လည်းမှန်တယ် အားလုံးက okay သွားပြီခေါ့နော် okay သွားပြီဆိုရင်ဒါကျွန်တော်ရဲ့ mission ကစပြီးတော့အဲပေါ်နေတဲ့ quantum morning set ကိုထပ်ပြီးတော့ရှောက်လို့ရပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော် quantum morning set ကိုရှောက်မယ်အဲရှောက်မယ်ဆိုရင်လည်းအဲ personal dashboard တစ်ချက်သွားမယ် monitorization တစ်ချက်ဝင်မယ်အဒီပန်နီနေတာကသူ့ဘက်က error ဖြစ်နေလို့ပေါ့နော်လက်ကလေးနဲ့သူတို့မျိုးဆွဲကြည့်တယ်ပေါ့နော်အဲသူ့ဘက်သူပျောက်သွားလိုက်မယ်ဒါအတူတိမ်မဖြစ်သေးတာပေါ့နော်โอเคဒါမဲ့ပြဿနာမရှိဘူးဒီတိုင်းပဲထားလိုက်โอเคဒါဆိုရင်ကျွန်တော်ဒီအောက်မှာ ဲ content morning set ကိုဒါကျွန်တော်တို့စပြီးတော့ရှောက်မယ်ဒါဆိုရင်ကျွန်တော်ကအထက်မှာ star ကိုပြင်ပြီးသွားပြီးသွားပြီးအတိုင်ဖိုလည်းဖြည့်ပြီးသွားပြီးအားလုံးကဘန်နေလည်းချိန်ပြီးသွားပြီးဆိုရင်တော့ဒါကျွန်တော်တို့ဒါဆို one click ဖြစ်သွားပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော် set ကိုနှိပ်မယ် monetization ကိုစရှောက်မယ်အဲရှောက်မယ်ဆိုရင်ဒါကိုနှိပ်တဲ့ထားနဲ့ပြီးပြီပေါ့နော်အဲဒီလောက်ပဲလွယ်အဓိကကတော့ကျွန်တော်ရမရှိအဆောက်အဦးရှောက်တဲ့ star ပဲရှောက်ရှောက်ဘာပဲရှောက်ရှောက်ပေါ့နော်ရှောက်တဲ့နေရာလေးမှာ အနီးမှကမ်းမှန်နဲ့လျှောက်လားအဲဒီလိုမျိုးလေးပေါ်လာဆိုရင်ဝမ်ကလစ်နဲ့ဒါပြီးသွားပြီဘာမှထက်လို့ဆရာမလို့ဘူးပေါ့နော်โอเคဒါဆိုရင်အဲကွန်တန့်ပေါ်လေးဆက်လဲပေါ်သွားပြီပေါ့နော်အဲဒါကြောင့်အရှိကတချို့ကြောက်တဲ့စတားကိုအဲဖြစ်သူလိုလျှောက်တာပေါ့နော်ဖြစ်သူလိုလျှောက်လဲဆိုရင်ပြန်ပြင်ရတာပေါ့နော်မရဘူးဆိုတာမဟုတ်ဘူးအဲပြင်လို့ရတယ်ပေါ့နော်ဒါပေမဲ့အလွယ်လွယ်တဲ့နေရာနီးမှကမ်းမှန်လှုပ်တာကတော့အကောင်ဆုံးပေါ့နော်โอเคဒါဆိုရင်ဒီအကောက်ကလုံးဝ verify ဖြစ်သွားပြီပေါ့နော်ဘာတော့မှပူစရာမလိုတော့ဘူး ငွေမွေမှာလည်းပူစရာမလိုအကောက်တော့ချက်မှာလည်းပူစရာမလိုဘောနော်ဒါကြောင့်ကိုယ့်ရဲ့အကောက်တွေကိုလုံးဝ verify ဖြစ်အောင်လုပ်ထားအဲ verify ဖြစ်ပြီးပြီးဆိုမှအဖြည့်ဖြည့်အေးအေးဆေးဆေးဘောနော်တစ်ချက်ချင်းစီလိုက်လုပ်ပါကျွန်တော်ကလေချောင်းနဲ့နဲ့နာနေရတဲ့အတွက်အတန်နဲ့နဲ့နည်းဖြစ်တယ်ဘောနော်အဲဒါကြောင့်ဒီတိုင်းလေးဘောနော်ဟာကျွန်တော်ရှင်းပြပေးတာလေမိတ်ဆွေနားလည်းသဘောပေါက်မယ်လို့မျှော်လင့်နေတကယ်လို့မသိတဲ့နေရာရှိရင်လည်းမေးလို့ရပါတယ်အဲကျွန်တော် sharing လုပ်ပေးပါမယ်ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဒီလောက်ဆိုရင်မိတ်ဆွေပတ်စံကုံမကြောက်တယ်ဆိုရင်တော့ ကိုယ်တိုင်ရှောက်လို့တက်လိုက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအဲဒီလိုလေးကတော့ဒီလောက်ပါပဲ